်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးနာကစက္ကန်းတွေကိုစုတ်ခိုင်းရကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာတယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် လာရှုမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တက်တွေစုပ်ပေးဖို့စစ်အုပ်စုရဲ့အမှန်ငါစစ်စင်ရေးအထူးအဖွဲ့မှုကိုတိုင်းလာရှုမြို့အထိလာရောက်တောင်းဆိုပေမယ့်ငင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MNDAA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်။လာရှုမြို့ကနေမန္တလေးဘက်ကိုတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တန်ရန်မိုင်းရဲမြို့ဘက်ကိုသွားတဲ့နတ်ပေါင်ခိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကို နိုဝင်ဘာလ17ရက်နေ့ကလာရှိုမြို့စစ်နက်ကဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုတ်ခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။နောက်မှနတ်ပေါင်ဟိုရရွာတွေဟာတဆက်တည်းရှိနေတာဖြစ်ပြီး MNDAA က2029စစ်စစ်ရေးနဲ့အတူသိမ်းယူခဲ့တဲ့နေပြည်တော်မှာပါဝင်ပါတယ်။အခုအချိန်ထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလမှာတရုတ်အစိုးရရဲ့ဂျာဝင်ဆော့ဖတ်မှုကြောင့် MNDAA ကလာရှိုမြို့ကိုကြီးတစ်ချက်မဖောက်ဘဲပြန်လွှတ်ပေးခဲ့ရပါတယ်။ အခုထပ်ပြီးနောင်မောနန့်ပောင်ဟိုရရွာတွေကနေတဆင်ချင်းစုပ်ပြီးဖို့စေအုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်လာရှိုးမှလာညှိတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ကိုကန် MNDAA တွေကတော့အင်အားဖို့များလာတယ်လို့နောင်မောမှနေထိုင်သူတအုပ်ကပြောပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမတ်ငါစစ်စင်ရေးအထူးအဖွဲ့မှကာဆာထငါဖြစ်ပါတယ်။သူဟာလာရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်ဆင်မှလည်းမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရွှီတွင်နဲ့ ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAA နဲ့အပြည့်ရဆွေးနွေးပွဲတွေကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။မကြသေးမီကတရုတ်နိုင်ငံသားရေးဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မှလည်းတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်ဆောင်တဲ့အထူးတွေ့ဆုံခဲ့ပါတယ်။သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးထောက်လျှောက်တာဝန်ပေးထားတာကိုကန့်ကပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြီးတော့ပြန်တက်သွားတယ်လို့လာရှိုးမျိုးကသတင်းရင်းမြစ်ကပြောပါတယ်။ စေအုပ်စုဟာတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မင်းနဲ့တီပေါ်မျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှိုးနဲ့တီပေါ်လန်ပိုင်းပဝင်းချင်းက MNDAA စခန်းတွေကိုစုပ်ခွာဖို့ဖိအားပို့ပေးနေတာဖြစ်ပါတယ်။ MNDAA ကလာရှိုးမြို့နာက၎င်းတို့တက်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်းသတင်းမထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဖြူဟာကြကြနားလည်နေဖို့အော်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MNDAA ရဲ့အပတ်စဉ်တကေရာများအလဲကျတင်းနန်းစင်းဖွဲ့မှ MNDAA စစ်ဦးစီးမှုချုပ်ကတင်းနန်းစင်းကိုကန်တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ MNDAA ဟာ2023အော်တိုဘာလ28ရက်မှတွင် ညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNL တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029ဆစ်စင်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်းရှင်းရွှေဟော်မုံကုံဖောင်းဆိုင်ကုံချံပန်လုံကွန်းလုံတိန်နီတာမိုညေပန်ဆိုင်မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်တိမ်ယူထားတဲ့မျိုးတွေမှာအုတ်ချုပ်ရည်ရန်ရယာဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စေကောင်စီနဲ့အပြစ်ရထားသလိုလာချိုမျိုးကိုလည်း2025ခုနှစ်ဧပြီလမှာစေကောင်စီထံပြန်လွှဲပေးခဲ့ရတာပါ တိန်နီမြို့ကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဆက်လက်ပြီးတာပေါင်းနဲ့လင်းညနာတွင်တိုက်ပွဲများဖြစ်နေပြီးစစ်ကောင်မရှင်တပ်သားများကစင်ကလျာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းလင်းညနာမြို့နယ်နှင့်တာပေါင်းမြို့နယ်တို့တွင်စစ်ကောင်မရှင်နှင့် AA ပူးပေါင်းတပ်တို့တိုက်ပွဲပြပွားနေပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များနေစဉ်ဒီပါထွက်ပြေးလျက်ရှိကြောင်းသိရပါတယ်။ လေးမျက်နှာမျိုးနဲ့ဆက်ဆက်ယူရွာအနီးနဲ့ချင်းလေကြေးပါအနီးတို့တွင်တိုက်ပွဲများပြင်းထန်နေခဲ့ပြီးစစ်ကောင်မရှင်ကစစ်ကူအင်အားအမြောက်အများပို့ဆောင်နေတယ်လို့ဒေသခံများထံမှသိရပါတယ်တိုက်ပွဲတွေကနေစစ်သားတွေအစုလိုက်ထွက်ပြေးနေတာပြီးခဲ့တဲ့တစ်ပတ်ကစစ်သားလျောက်လက်နက်တွေနဲ့ထွက်ပြေးလာကြတယ်သူတို့ကတော်လန်ကပြည်တာလိုက်ရှာသူတွေကတလန်မှုလွတ်သွားကြတယ်ဟုလေးမျက်နာဒေသခံတအူကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလေးမျက်နာမြို့နယ်အတွင်းကိုစစ်ကော်မရှင်ကဝိုင်းတွင်ဂျက်ဖိုက်တာများဖြင့်အစမပြတ်ပုံကျဲချတိုက်ခိုက်ခဲ့ပါရယ် လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်စစ်ကော်မရှင်ကလင်းမြင်နာမျိုးနယ်ဘက်ကိုအင်အားအပြည့်ပါအမိုးအုပ်စစ်တုံးကားကြီးစေစည်းကျော်ကိုဟင်္ဒရာဘက်မှနေ၍ပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရပါသည်အော်တိုဘားလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းအီယော်ဒီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနှင့်လေးမြင်နာမြို့နယ်ဆက်ဆက်ရိုချင်းလေကျေးရွာများအနီးပတ်ဝန်းကျင်များ၌ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းစစ်ကော်မရှင်တပ်မှထွက်ပြေးလာပြီး အာရကတက်တော် AA ထံတွင်ဖမ်းဆီးခံရသူ20ကျော်နှင့်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့သည်ဟု AA ကနိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်ပါသည်စစ်ကောမရှင်ဤတပ်ဖွဲ့ဝင်များမှခမရ၄ခမရ၅ခမရ၆ခမရ၁၀ခလရ၃၅ခလရ၈၀အစရှိသောတမ66လက်အောက်ခံတပ်ရင်းများနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသောခလရ63ခလရ281အစရှိသောတပ်ရင်းများမှထွက်ပြေးလာကြသူများနှင့်လက်နက်ချအလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်းသိရပါသည် အဆိုပါအလင်းဝင်ရောက်လာတော်သူများနှင့်ဖမ်းဆီးရရှိသောစစ်ကော်မရှင်တပ်ဖွဲ့ဝင်များအလုံးနှိပါသည်2025ခုနှစ်အတွင်းစစ်ကော်မရှင်တပ်၏အတင်းအဓမ္မစစ်မှုထမ်းပေါ်တာဆွဲခြင်းခံရသောစစ်တင်တန်းစင်းများဖြစ်ကြပြီးအချို့မှာ၁၈နှစ်မပြည့်သေးသောသူများအထက်တန်းပညာရေးတက်နေကြသောကျောင်းသားများဖြစ်ကြသည်ဟုလည်းအေအေကဆိုပါတယ်။ဆက်လက်ပြီးစစ်တပ်မျိုးမှရွှေဆိုင်ဓားတိုက်ခိုက်ရပြီးနောက်မန္တလေးနှင့်ပြည်ဦးလွင်မှာအစီအစီတင်းကျပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စစ်တပ်မျိုးပြင်ဦးတွင်မျိုးလယ်နာကရွှေဆိုင်ဓမြတိုက်ခတ်ရတဲ့မနေ့နိုဝင်ဘာ12ရက်ညမှတင်မန္တလေးနယ်ပြင်ဦးတွင်မှစစ်ကောင်စီတပ်ကရှာဖွေစစ်ဆေးတာတွေကိုတင်းကျပ်လိုက်တယ်လို့မျိုးကန်တွေစီကတည်ရပါတယ်။မန္တလေးမျိုးနယ်ပြင်ဦးတွင်လမ်းတွေမှာစစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့ကလမ်းသွားလမ်းလာတွေကိုတားဆီးပြီးရှာဖွေစစ်ဆေးလာတာပါ။မျက်နာကိုဓမီနဲ့ထိုးပြီးကိုစစ်မေးတာလို့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာနိုဝင်ဘာ12ရက်ညပိုင်းကစစ်ဆေးခံရသူတအူးကပြောပါတယ် မန္တလေးမှာဆိုရင်မြို့နယ်ချင်းဆက်နေရာတွေမြို့အဝင်ထွက်နေရာတွေမှာအင်အားအများပြားချပြီးစစ်ဆေးတာလို့သိရပါတယ်စစ်သားရဲနဲ့လက်ဝဲခံဖြူစော့တီအင်အား15ဦးထပ်မံပါဝင်တဲ့အဖွဲ့ဟာအထိုင်ချစစ်ဆေးတာမျိုးမဟုတ်ပဲရွေးလျားပုံစံနဲ့စစ်ဆေးနေတာလည်းဖြစ်ပါတယ်ဒီဟာဓမြမှုဖြစ်ပြီးတော့မှညာဘက်စစ်လာတယ်မြို့ပေါ်လည်းစစ်တယ်လို့ရွာဘက်တွေမှာလည်းစစ်ဆေးတာတွေရှိလာတယ်လို့ပြင်ဦးလွင်နှာရီဆိုင်အနီးနေထိုင်သူတဦးကပြောပါတယ်ပြင်ဦးလွင်မြို့ပေါ်အနီးကကျေးရွာတွေဘက်မှာလည်းအစရင်စစ်ဆေးတာတွေဖြစ်လို့လာတယ်လို့သိရပါတယ် နိုဝင်ဘာလ12ရက်မနက်ပိုင်းကပြည်ဦးလွေမြို့လယ်နာယီစင်အနီးကအောင်စဲဘဲရွှေဆိုင်ကိုတနက်အတူကိုင်းအမျိုးသားနှစ်ဦးကဝင်ရောက်ဓားများထိုက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာလုံခြုံရေးအမျိုးသားတနက်နဲ့ပြည့်ခန့်ရလို့တေဆုံးခဲ့ပြီးအနီးဝင်းကျင်ကသူတွေဝိုင်းဖန်လို့ဓားများတအူးကိုဖမ်းမိပါတယ်။တအူးကတော့လွတ်မြောက်နေစေလို့သိရပါတယ်။ဆလပီကြားဖြတ်မှာအဖွဲတဲကပါဝင်လုတ်ကင်ကြသူတွေရှိတယ်လို့ DKPA ဝန်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကြားဖြတ်လို့လူတည်ညာတဲ့ online ငွေလေလုပ်ငန်းတွေမှာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA အဖွဲ့ကပါဝင်လုတ်ကင်ကြသူတွေရှိတယ်လို့ DKPA ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမှုချုပ်စောစိန်ဝင်းကဝန်ခံလိုက်ပါတယ်။ DKPA ခေါင်းဆောင်ပိုင်းလေးဦးဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်လေတဲ့ online ငွေလေလုပ်ငန်းတွေမှာပါဝင်ပတ်သက်တာကြောင့်အမည်ပြဆိုင်ရင်သွင်းခံရပြီးအရေးယူပိတ်ဆို့ခံရပြီးနောက်မှာ DKPA ကဝန်ခံလာတာပါ။ DKPA နဲ့တိုက်ရိုက်ပတ်သက်တယ်လို့ပြောရင်လည်းပြောလို့ရတယ်။ DKPA အဖွဲ့ထဲမှာလည်း ဒီလုပ်ငန်းလုပ်တဲ့လူရှိတယ်လို့မလုပ်တဲ့သူတွေလည်းအများကြီးရှိပါတယ်။အဲ့ဒါတွေကအကုန်လုံးသူလုံထွေးလိုက်တယ်ဆိုတဲ့သဘောသူတို့မြင်တယ်လို့အမည်ပြစရင်သွင်းခံရသူတအူးဖြစ်တဲ့ဗိုလ်မှူးချုပ်စောစိန်ဝင်းကပြောပါတယ်။ DGPA ရဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့စီဦးစီကျုံဘိုးကျုပ်ကြီးစောစတီစီဦးစီအရာရှိကျုံဘိုးကျုပ်စောဆန်းအောင်စီဦးစီအရာရှိဘိုးမူးကျုံစိုင်းကျော်လာနဲ့စီရေးကျုံဘိုးမူးကျုံစောစိန်ဝင်းတို့ကိုနိုဝင်ဘာလ12ရက်မှာအမေရိကန်ကအမိပြတ်စရင်သွင်းလိုက်တာပါ ီ GKBA အနေနဲ့တော့ကြားဖြတ်လုပ်ငန်းတွေရောနေသွားအောင်လှုံ့ဆော်နေတယ်လို့ဘုံမှုချုပ်စောစိန်ဝင်းကဆိုပါတယ် GKBA ထိန်းချုပ်ဒေတာတွေဖြစ်ကြတဲ့ထိုင်းမြန်မာနယ်စပ်နာကခရင်ပြည်နယ်ညဝရီမြို့နယ်ရှိကြောက်ခတ်ကြီးွာနဲ့ကြာအင်းစိတ်ကြီးမြို့နယ်ဖရာသုံးစုမြို့တွေမှာကြားဖြတ်လုပ်ငန်းတွေဆက်လက်လက်ပတ်နေကြဆဲလို့ဒေတာခန့်တရင်ချင်းမြို့တွေစီကသိရပါတယ်ကြားပြင် KK ပတ်လုပ်ငန်းခွင့်ကနေထွက်ပြေးသွားတဲ့ကြားဖြတ်ထိပ်ပိုင်းအချို့ဟာလည်းကြောက်ခတ်နဲ့ဖျားသုံးစုမျိုးစီရောက်ရှိလာတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုကြပါတယ်။ GKBA ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာတနိုင်ငံလုံးဖြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာစစ်တပ်တကြောပြင်အာနာသိမ့်ပြီးနောက်နေပြည်တော်မှာအာနာသိမ့်စစ်ကောင်ဆောင်တွေနဲ့ငင်းချမ်းရေးတွဲဆောင်ဆွေးနွေးရမှာ DKPA လည်းပါဝင်ပါတယ်။ဒါပြင်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့ DKPA ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။